ဒီအောင်စရာမှာဇာကာလေးရတော့ဒါဟိုပါပေါ့နော် live drama ပေါ့ live drama ဆိုပေမဲ့လည်းဒါသဆိုရုပ်ရှင်တကားလို့တော့ပြောလို့ရပါတယ်အဲဒီလိုမျိုး live drama တွေဆိုတာကလူပညာလောကကိုဒီလိုမျိုးနှစ်30ကျော်တုံးတက်လောက်ဖြတ်တန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲဘူးဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေဒီလိုမျိုးပေါ့နော်တိတိကျကျကျွန်တော်တို့ဒီနီးအောင်ပေါ့နော်တိုက်ပြနိုင်ဖို့ဆိုတာတုံးတက်အောင် တော်ရီတင်းနာအတွေ့အကြုံလည်းမရဘူးပေါ့နော်။ဒီမှာဆိုလို့ရှိရင်သူအာတော်တော်လေးဟိုကျွန်တော်တို့ကန်ရွယ်နိုင်တာတွေ့ရတယ်။အဓိကတော့အာပရိသတ်ရဲ့ဆန္ဒတွေကဟိုတစ်ဆက်တည်းပြစ်နိုင်တဲ့နေ့တည်းရတော့စူးစမ်းနေသေးတော့ဒီနေ့ဒီချိန်ချိန်မှာတော့ရှိလာမှာပေါ့။ဟိုတနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်။တကားမဟုတ်တကားပေါ့။ဟုတ်ကဲ့တော့ရောက်ရအောင်။ရောက်ရအောင်ပါပေါ့ဟုတ်တယ်။ ညီเสียอ่ะเนาะအဲ့ဆိုရင်ငါတို့တုံးတော့ထိုင်းရီတောက်နေလို့ကိုမဆွဲပြီဟာနှလုံးသားထဲမှာမင်းတို့ညီကိုတုံးကချစ်စီဟာကောင်းနေလို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မလားမဟုတ်ပါဘူးဒီအောင်စီအောင်ဇာကာလေးရတော့ဒါဟုတ်ပါတော့เนาะ live drama ပေါ့ live drama ဆိုပေမဲ့လည်းဒါသဆိုရုပ်ရှင်တကားလို့တော့ပြောလို့ရပါတယ်ဆိုဒီကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတရားဆောင်တာပေါ့ဒီထဲမှာတော့ ပကြီးရဲတယ်တပ်ပုံရိုက်တယ်ဆိုတော့ character မျိုးကိုလောက်ရတာပါလေဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ပြိတ္တတရဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပုံမှာထင်မြင်ယူဆချက်ကလေးတွေကလည်းဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့တွဲဆက်ကလေးတွေပါတယ်နောက်ပြီးတော့ဟိုပေါ့နော်ကျွန်တော်တို့ဒါသူပညာလောကထဲမှာပဲကျွန်တော်တို့အမြဲတမ်းထီးထွင်းနေတဲ့တရုတ်ဆောင်တွေလည်းပါတယ်လို့ ဒီမြို့ပြည်နာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုတူတူရှောက်လန်းခဲ့တဲ့ကိုပြုံးငွေစိုးတို့ပါလို့ဆိုရင်လည်းဒါကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကလေးကိုစောရောက်ခဲ့တဲ့မြို့ပြည်နာရှင်တွေပေါ့နော်ဆိုတော့ဟောဒီဟာတွေကလည်းတကြောင်းပေါ့နော်အဲ့ဒီဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအဲမှာ ပါဝင်ရတဲ့အတွေ့အကြုံမလို့ဒီကားလေးရဲ့ အာဘယ်လိုလဲကော်လိုက်တာဒီကားလေးရဲ့ဆွဲဆောင်မှုဟိုပိုရှိသွားစေမယ်လို့လည်းမြင်နေပေါ့နော်ဒါကြောင့်ဆိုလည်းဒီကားလေးမှာပါဝင်ပြီးတော့တင်းဆောင်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဆန်လန်းဆက်အင်ကောင်းတဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပြိတ္တကိုကြည့်စေခြင်းနဲ့ရွေချက်ပေါ့နော်ဒါကြောင့်မို့ဒီကားလေးကိုလည်းကိုဖြစ်တာဟုတ်ကဲ့ဒီကားလေးကဟာရသဆုံကားလေးပါ928ပုံမှာတော့အခြေခံလာတာပေါ့ ဘလိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအချစ်ဆိုတာကဒါဟိုဘလိုပေါ့လဲပူလောင်မှုတွေပေါ့ဒါပေမဲ့ဒီကားလေးထဲမှာပါဝင်တဲ့အချစ်ဆိုဒီမှာဆိုရင်တစ်ချိန်လေးအတိုင်းပေါ့တော့အချစ်ဆိုတာလည်းခံမရခက်တယ်အဲတစ်ခါတလေမှာဆုံတွေ့ခြင်းတွေလို့တစ်ခါတလေကြလည်းရှောင်လွဲကျင်တယ်ပဟိနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမြတ်တာကိုတော့ဒီကအူစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟိုရတပြီးတော့တဲ့ဇာကားလေးလို့မြင်ပါတယ်ဟောပေါ့အဓိကတော့လေဒီဒီဇလန်းဇအိမ်နဲ့ ဇက်ကောင်တွေကိုတိုင်တွင်နိုင်ကြတော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုး live drama တွေဆိုတာကလူပညာလောကကိုဒီလိုမျိုးနှစ်30ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲဘူးဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေဒီလိုမျိုးပေါ့နော်တိတိကျကျနီးအောင်ပေါ့နော်တိုက်ပြနိုင်ဖို့ဆိုတာတော့နော်ဒရိုက်တင်းနော်အထွေထွေနဲ့မရဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ အတော်တော်လေးဟိုကျွန်တော်တို့ကန်လွယ်နိုင်တာတွေ့ရတယ်ပြီးတော့အဲတရုတ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းပြင်ပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်ပဲနေပါတယ်အာဆိုတော့ဟိုပေါ့မြို့လင်းပေးပြီလားဆိုတော့မြို့လင်းချက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့လေဟိုအာကိုကပေးလိုက်တယ်ဆိုပေမဲ့လေကိုကိုရဲ့ စိတ်ခံစားမှုမူတည်ရဲပေါ့နော်အာသူလုပ်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာသူဘယ်လောက်ထိစိတ်ကျဉ်းနှံမှုရှိလဲဆိုတဲ့ပုံမှာတော့မူတည်သွားမှာပါအာအဓိကတော့အာပရိသတ်ရဲ့ဆန္ဒတွေကဟိုအစတည်းပြင်နေတဲ့နေ့တည်းကတော့စူးစမ်းနေသေးရောဒီနေ့တည်းတစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့ဟိုဒီနေ့မဟုတ်ဒီနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ဟုတ်ကဲ့ပါရအောင်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 မှာပေါ့ဟုတ်တယ်ဟုတ်ကဲ့ပါရှင်